တားငယ်ရဲ့ချစ်တင်မကဘဲနဲ့တားငယ်မိသားစုရဲ့ချစ်ချင်းကိုပါပြေးဝရထားလို့ပျော်ရွှင်နေတယ်ဆိုရဲဆိုပြေးလေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လေးကြိုဆိုလိုက်ပါရီလူတိုင်းစံထားရတဲ့မဲမကောင်းလေးဆိုပြရတော့ခုဆိုရင်ဒုဒကာအားကြတဲ့အိမ်အောင်ရှိကိုပိုင်ဆိုင်ခွင့်ရတော့မှလေးဖြစ်ပါရီဆိုပြရတော့အနေအေးတွေဆိုတာတဲ့မဲမကောင်းပီသားသူတယောက်ဆိုတာအားလုံးလေးသိပြီးသားပါနော်ကျမမင်းမကောင်းစံပြနေတာမဟုတ်ပဲသူ့ရဲ့ခဲဦးချက်မိဘတွေရဲ့တုံ့တင်မှုတွေက လူတိုင်းတူရင်ကျင်စရာကောင်းနေကြတာသိကြပါပြီ။ဆိုပီးယားချော်မော်လာပါရီနာမည်ကြီးမင်းသမီးတယောက်မို့လူချင်းသူတွေဝဝိုင်းနေနေပေမယ့်သူကရီစားတစ်ခါမှမချပင်နေသူ့ရဲ့တိတ်ခါကိုထိမ့်သိမ့်ထားတာလေးဖြစ်ပါရင်။တသက်မှာတယောက်တည်းကိုပဲချစ်မယ်။ပြီးရင်အဲ့တယောက်နဲ့ပဲလက်ထက်မယ်ဆိုပြီးတော့ရည်ရွယ်ထားတာအလုံးသိပါပြီ။သူ့ရဲ့တွေးတွေကြောင့်ပဲပြိသက်တရားဖြစ်နိုင်မှာမလားလို့တွေးခဲ့ပေမယ့်အခုဆိုရင်သူဖြစ်ချင်တဲ့အရာတွေဖြစ်ခွင့်ရပြီလေဖြစ်ပါရင်။ဆိုပီးယားအသက်30ကျော်မှသူ့ရဲ့အခြေအူဟေးဝေရနဲ့လက်ထက်ပွဲကျင်းပါတော့မှလေးဖြစ်ပါရင်။ ပြည်ဝရန်နဲ့စုပြည်တို့နေရာကြီးလိုက်ဖက်မှုကတော့နေနဲ့လာရွှေနဲ့များပါပဲ။အနေအေးတဲ့သူတို့နေရာရဲ့ပေါင်းဖက်မှုကတော့ပြိသက်တွေအားပေးကြပါရီ။ဇက်ကားရရိုက်ကလေးက chemistry မိခဲ့တာမလို့သူတို့နေရာရဲ့ပေါင်းဖက်မှုကိုအားလုံးကသဘောတူပြီးသားပါပဲ။ပြိသက်တွေကတော့သူတို့နေရာကိုတဘောတူပေမဲ့အချို့ပြိသက်တွေကတော့စုပြည်ကိုစိတ်ပူနေကြလည်းဖြစ်ပါရီ။ဘာလို့လဲဆိုတော့အခြေကြီးတဲ့ဟိဝရန်တို့မိသားစုတွေဝင်ရမှာမလို့ပါပဲ။ဟိဝရန်ရဲ့မိသားတွေကကုန်တဲ့ရင်ကတော့အားလုံးသိကြတဲ့အတိုင်းပါပဲနော်။ဒါဖြစ်သူရဲ့အခြေဟောင်းကိုတောင်မှ တဘောမတူလို့ဆိုပြီးတော့ခိုးပစ်ပြီးမှခွဲခြားရတဲ့အထိလုပ်ခဲ့ကြတာပါအရင်ချင်းအောင်တော့ကလည်းနှုပညာတိုင်ဝိုင်းတွေကပဲကိုတဘောမတူလို့ဆိုပြီးပြပြခါခါလုပ်ခဲ့ကြတာပါအဲ့လိုမျိုးမတူတယ်လို့မတန်တယ်လို့ဆက်ဆံပြီးတော့မောင်းမာတဲ့ပုံစံကြောင့်စုပ်ပြစ်ကိုလည်းအဲ့လိုဆက်ဆံမှကိုပြိသက်ချူကစိတ်ပူနေကြတာပါအေဝရန်ကလည်းအနေအေးတဲ့ပုံစံနဲ့အရင်မချစ်တတ်တဲ့ပုံစံဖြစ်နေတယ်လို့မိဘတွေကလည်းမောင်းမာတဲ့ပုံစံမလို့စုပ်ပြစ်တရားလက်ထက်ပြီးစင်ပြေမှမဟုတ်ဘူးဆိုပြီးအားလုံးကစိုးရိမ်နေကြတာပါအလုံးအရောစုပ်ပြေနိုင်ခြင်းခံရမှာကိုစိတ်ပူနေကြပေမဲ့ အခုတော့အားလုံးရဲ့တွေကအမှန်မဟုတ်ဘူးဆိုတာစုပြပြပြခဲ့ပါပြီ။အနေအေးရရေကဲတုံးကြီးပြေတင်စားခင်ရတဲ့ဟင်းဝေရန်နဲ့မချစ်တဲ့ဘူတင်တာပဲမင်းစုပြကိုဘလောက်စစ်လေးဆိုတာသူ့ရဲ့ပြမှုတွေကတသေးပါပဲနော်။ဟင်းဝေရန်ကစုပြအလိုလိုအရာရာကိုလိုက်လုပ်ပေးတယ်လို့အရာရာတိုင်းကစုပြသဘောပါပဲ။သူကနှုတ်ကနေဘလောက်ချစ်လေးဆိုတာကိုဖောင်ဖွဲ့မပြောတတ်ပေမဲ့စုပြပေါ်ထားတဲ့ချစ်တွေကနှိုင်းဆိုင်နေဆိုတာအားလုံးကိုပြပြခဲ့ပူပါရီ။ဟင်းဝေရန်ကစုပြကချစ်သူလို့ ချစ်တယ်လို့တငယ်ချင်းလိုညီမလေးလိုလည်းအရာရာကိုနားလည်ပေးနိုင်တဲ့ထီကိုချစ်တာပါခင်မောတော်အမေဟင်ဝေယံကအချစ်မျိုးစုံနဲ့စုပြည့်ကိုချစ်တယ်လို့ဟင်ဝေယံရဲ့မိသားစုကလည်းစုပြည့်ကိုမိသားစုဝင်တယောက်လိုချစ်ကြတာပါဟင်ဝေယံရဲ့မိဆိုရင်စုပြည့်ကိုတမီးတယောက်လိုချစ်တယ်လို့အဖေဖြစ်သူကတော့အမေထက်ပိုပါရီတခုခုတိုင်မင်စရာရှိရင်ဒါကိုကြော်ပြီးချွေးမကိုဖုံးဆက်တိုင်မင်တဲ့ထီကိုမှချစ်တာပါချိန်မဆိုရတဲ့တမီးတယောက်လိုချစ်ပေးကြတယ်လို့ရောင်မတွေကလည်းအဲ့လိုပါပဲအမားနဲ့ညီမဖြစ်သူကစုပြည့်ကိုချစ်ပေးတဲ့ပြင် တခုခုဆိုရင်ဆိုဖီဘက်ကရက်တိမေဆိုရာကြီးပါပဲဆိုဖီကတော့ကံကောင်းဆိုမျိုးသမီးလေးပါပဲနော်ခင်မွန်တေစီကအချစ်တွေမကပဲနေခင်မွန်ပြည့်သူရဲ့မိသားစုစီကပါဖိုးတယ်နာလို့တံမိုးထားခင်ရတာပျော့စရာကောင်းလွန်ပါတယ်နော်ဟုတ်ကဲ့ပါကုလစွေစားပဲတရင်ကြောင်းရတဲ့ပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့တရင်ကြောင်းရတွေကိုသင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်